ရားတော်ဘုရားအာညီညီညာညာရှိခိုးသတော်နိုင်ရန်အတွက်ဘုရားတပည့်တော်အတိုင်းကြားခွင့်ပြုတော်မူပါဗျာ။ဩကာသ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  သောကံဖြင့်မာမိတိရှိသောအပြစ်ခတ်သိမ်းပပျောက်ငိမ့်လျက်ကောင်းလူချမ်းသာဖြစ်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယအကျိုးနှစ်ကျိုး ုံးချင်းမြောက်အောင်ဘုရားယရဏဘုရားယရဏဘုရားယရဏယရဏမြတ်သုံးပါကျေးဇူးရှင်ဘုရားသမားတို့အားအယူအသည်ကလေးအမြတ်သက်ဆုံးမွေ၍ကိုပူဇော် ယောသရောပါဤအရှင်ဘုရားသရောပါဤအရှင်ဘုရားတရှိကျမ်းမှာစိတ်ချမ်းသာ၍တို့ရဆန္ဒပြီးဝစေချောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလုံးငါဖရာယေဆုယေရနာတရားမြတ်ဆုံးယေရနာတန်ခါမြတ်ဆုံးယေရနာဤယေရနာမြတ်သုံးပါတို့အား ရှင်တိမြတ်တို့လက်ဆုံမှု၍ရှ िख ောပူဇော်ဘုမျိုးမန္တရောကရောချသောတက္ကိသကာရဝပဏမကုတုစေနာဖြာပြတို့ချောင်းယနေ့ခါမှစ၍တရှိခြင်းကျမ်းမာခြင်းခွန်အဘလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစမ်းရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းတို့ရောကောင်းတို့၏ခြင်းတရားကိုကြံ့ကြံ့ကြိုးပုတ်အထောက်နိုင်ကြဂုဏ်သည်ဖြစ်၍ ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှာမြတ်နိဗ္ဗာန်သို့လင်းမြန်ဆောစွာ ကိုစီကိုငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေ။ဆလပီဆရာတော်ဖရာမိန့်ကြားမယ်ဩဝါဒကိုနားကြားကြရန်ဖြစ်ပါတယ်ဖရာဆရာတော်ဖရာအနေနဲ့အရရထိတ်တာက ရာတော်ဘုရားရဲ့ကျေးဇူးကိုအမှတ်တရပူဇော်သည့်အနေဖြင့်လာရောက်စုဝေးကြသည့်တန်ဃာတော်ရှင်သူမြတ်များအတွေ့မဟာသူဘောရယုံဝန္တတန်ဃာတော်များအတွေ့အမှတ်တရဩဝါဒတရားမိန်ကြားပေးပါရဘုရားကြီးတော်ရှုတိစွာတည်ပြီးလျောက်ထားပါသည်ဘုရားနေစင်ကမဟာသူဘောရယုံချောင်းတိုင်းမှာနေထိုင်ကြပြီးကျေးဇူးတော်ရှင် ပိရဇမာရထကုရုရဏနာယကဆရာတော်ဘုရားကြီးဤအဆုံးမအောင်မှာစပေးများကိုသင်ယူကြပြီးမိမိတို့ရဲ့အခြေအနေအလျော်စွာအနေနဲ့ရရရနိစ္စရာဌာနတို့ကြွားရောက်ပြီးသာသနာပြုနေကြတဲ့မဟာသုဘောဓယုံတပည့်ဟောင်းတို့ခုလိုစုံကြီးစွာ တွေ့ဆုံရတဲ့အတွက်ရှင်ဦးစွာဝန်တာကြောင်းပြောကြားလိုပါတယ်သုမဩဝါဒအနည်းငယ်ကမြတ်စွာဘုရားဟောကြားဆုံးမထားတဲ့ဆုံးမတွေတည်းကဆုံးမကြတာဖြစ်လို့အဲ့ဒီဆုံးမတွေကိုအခြေခံပြီးတော့ဆုံးမကိုအခြေခံပြီးတော့ဆုံးမရမှာဆိုတဲ့အခါမှာ မြတ်စွာဘုရားကအရေးကြီးဆုံးဆုံးမခဲ့တာတော့အခုလို့မဟာသီဝရံကျောင်းတိုက်ဝန်တိကတိတ်တာနုတိတ်တာအလုံးဆူယုံမိပြီးတော့သာသနာတော်ဝန်ဆောင်ရွက်ကြတဲ့အချိန်ခါမှာရေးကြီးဆုံးကတော့မြတ်စွာဘုရားလိုလားနှစ်သက်တော်မူတဲ့ မေကသခိလဟောထအေတာဗုဒ္ဓနုတတနီတို့သမေကစိတ်ထားတူညီခြင်းကာယသမေကိတို့ဆိုရက်အတူတကွနေနိုင်ထိုင်နိုင်ခြင်းစိတ်တသမေကိတို့ဆိုရက်စိတ်တခြင်းတူညီခြင်းဆိုရက်သမေကအပေါ်မှာသမေကိယခုံပေါ်မှာတည်ရှိပြီးတော့ တခိလဆိုတာတခါဆိုတဲ့ပုဂ္ဂိုလ်ကြည့်မယ်ဆိုလို့ရှိရင်တခါဆိုတာမိတ်ဆွေကိုဆိုရဲဆိုရင်တခိလဆိုရင်ချင်းချင်းမိတ်ဆွေစိတ်တက်မွေးမြူပြီးတော့အပြောဆိုနေတိုင်းမိတ်ကောင်းဆွေကောင်းတုံးတဲ့တူအဲ့လိုစင်စဲမပြတ် လက်တွဲပြီးတော့သာသနာကိစ္စများကိုဆောင်ရွက်သွားကြမယ်ဆိုလို့ရှိရင်တိုးတက်ကြီးပွားမှာပဲဖြစ်တယ်။ဘယ်နေရာမှာပဲနေနေမိမိတို့တရားဒေသသာသနာပြုတဲ့နေရာမှာမိမိတို့လုံနိုင်တဲ့စွမ်းအားရှိသလောက်အတိုင်းတာအတိုင်းအောင်မြင်ကြမှာဖြစ်လို့ဘယ်နေရာပဲရောက်ရောက်မိမိတို့အချင်းချင်းဝိဝါဒံဘယတော်ဒိဋ္ဌဝါအဝိဝါဒင်စခေမတော် ဝိပါဒလို့ခေါ်တဲ့အတန်တွက် မတူညီတယောက်တစ်မျိုးစီ ပြောဆိုအငင်းပွားခြင်းဟာညီညွတ်ရေးကိုပြပြစေတတ်တဲ့ဘေးရအနေကြီးတစ်ခုဖြစ်တယ်။အဝိဝါဒင်ဆခေမတော်နှုတ်မပြပြောတဲ့နေ့ကွဲခြားကွဲခြားခြင်းမရှိပဲတညီတဲ့ဓမ္မကို အခြေခံပြီးတော့ ပွဲပြားခြားနာခြင်းမရှိပဲညီညီညွတ်ညွတ်နဲ့ပြောဆိုဆက်ဆံရမယ်ဆိုရင်ထိုဆက်ဆံမှုဟာတကယ်ကိုငြိမ်းချမ်းတဲ့အနေအထားမှာရှိတယ်ဆိုတာကိုရှင်းနေနှလုံးထဲမှာထားပြီးတော့ရသော်ဗျာဆုံးမကိုလိုက်နာချဖို့ဝိနည်းထဲမှာပါတဲ့သမေကောဟိတံကောသမောရမာနောအဝိဝရမာနော ဧကုတ်တေသောဖာသူဝိဟရတိသာသနာဝန်ကိုထမ်းဆောင်တဲ့အခါမှာအများပေါင်းစည်းပြီးတော့ဆောင်ရွက်ကြရတဲ့အခါမှာသမေကလို့ခေါ်တယ်ကိုစိတ်တူညီမှုသမောရမန္တဆိုတဲ့ပေါင်းစည်းမှုသမောရမန္တအတူတကောဝမ်းမြောက်တယ်ဆိုတဲ့အဓိပ္ပာယ်တဲ့ပေါင်းစည်းမှုဆိုတဲ့အဓိပ္ပာယ်က ို့ပြီးတော့ကောင်းတယ်လို့ပြောအောင်မောဒဆိုတဲ့ဒီနေရာမှာရေအေးနဲ့ရေနွေးရောလိုက်တဲ့အခါမှာရေအေးနဲ့ရေဘူးနှစ်ခုရောလိုက်တဲ့အခါမှာနွေးထွေးတဲ့အနေထားတစ်ခုရရှိလာအပူနဲ့အေးရောဆက်ခြင်းဟာနွေးထွေးမှုကိုရတာအဲ့ဒါလို့အပူနဲ့အေးရောတာလို့တုံးနဲ့တူပေါင်းစည်းမိသွားပြီဆိုလို့ရှိရင် သမောရမာနဖြစ်သွားမယ်။သမောရမာနဖြစ်သွားလို့ရှင်အဝိဝရမာနအငင်းခုံလုံးစရာလည်းမရှိဘူး။စိတ်နှလုံးအေးချမ်းမှုရှိပြီးဧကုတ်တေသောမြတ်စွာဘုရားရဲ့အဆုံးမအောက်တူညီသောဥပဒေစီမင်းအောက်သူဝရယုံကြောင်းနိုင်ဆိုလို့ရှင်သူဝရယုံကြောင်းနိုင်ရဏနာယကဆရာတော်ဘုရားကြီးချမှတ်ထားတဲ့စိကံဥပဒေအောက်မှာတညီတဲ့ နေထိုင်သွားကြမယ်ဆိုလို့ရှိရင်စိတ်နှလုံးအေးချမ်းမှုရှိမှာညစ်ကြေးလက်ခတ်မလွယ်ဘူးဒါကြောင့်မို့အဲ့ဒီအဆုံးမတရားတော်တွေကိုနှလုံးသွင်းပြီးတော့ညညွတ်တဲ့စိတ်ဓာတ်ပေါင်းစည်းတဲ့စိတ်ဓာတ်အငြင်းခုမပြုတဲ့စိတ်ဓာတ်မျိုးတွေကိုများစွာမွေးပြီးမိမိတို့ရဲ့သာသနာလုပ်ငန်းကိုတတ်ဆွမ်းသမျှဆောင်ရွက်ကြအောင်ဖြစ်တယ် ဒီနေရာမှာ အထူးပြောချင်တာကတော့မိမိတို့ကိုယ်တိုင်ရာဏနာယကဆရာတော်ကြီးကိုမိလိုက်ကြတဲ့ပုဂ္ဂိုလ်တွေဩဝါဒတွေနိုင်ယူလိုက်ကြတဲ့ပုဂ္ဂိုလ်တွေဆရာတော်ကြီးရဲ့အဆုံးအမကိုတဆင့်နိုင်ယူမိကြတဲ့ပုဂ္ဂိုလ်တွေဆရာတော်ကြီးရဲ့အဆုံးအမဩဝါဒတလေးတစား နိုင်ယူမှတ်သားထားတဲ့အတိုင်းမိမိတို့ဆောင်ရွက်ရမိကိစ္စဆိုဒီမှာမြတ်စွာဘုရား ချမှတ်ခဲ့တဲ့ကံထဒူရဝိပဿနာဒူရသုံးမဝါသဒူရလို့ခေါ်တဲ့ဒီတောင်းနှစ်ရက်တည်သားလင်းတို့ရဲ့အဓိကလုပ်ငန်းဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာလဲအမြဲတမ်းကြံအောင်ထားပြီးသာသနာတော်နဲ့ဆန့်ကျင်တဲ့အလုပ်တွေ မိမိယဟန်တိခါနဲ့ဆန့်ကျင်တဲ့အလုပ်တွေမလုံးမိချအောင်အထူးရှောင်ရှားမှုလည်းလိုအပ်တယ်ပေါ့မြတ်စွာဘုရားရဲ့ဆုံးမသာသနာတော်မှာသာသနီကုလပုတ္တနာပဋိဌာနတ္ထိယံဝိနာဆိုတဲ့သာသနာတော်မှာသီလကလွဲပြီးတော့ယတ္တိစရာမရှိဘူးဒါကြောင့်မို့ ကိုချင်းသီလမပြတ်ထိမ့်သိမ်းဆောက်ရှောက်ပြီးဆရာသမားတို့ရဲ့ဆုံးမဩဝါဒနဲ့အညီမိမိတို့နေထိုင်တဲ့အခါမှာကျင့်သုံးနေထိုင်သွားခြင်းဟာရသော်ဗျာရဲ့ကျေးဇူးဆရာသမားတွေရဲ့ကျေးဇူးအထူးပူဇော်ရရောက်တယ်ဆိုတာကိုလည်းအလေးနဲ့ထားပြီးတော့လိုက်နာကျင့်သုံးကြဖို့ဖြစ်ပါတယ်။သဘောတော်ရဲ့ဝန်တိကတန်ခါများအနေနဲ့ သာသနာကိစ္စပေါင်းစည်းပြီးဆောင်ရွက်ဖွယ်ရှိတဲ့အခါမှာမိမိတို့ရဲ့မိခင်เจ้าနိုင်ကြီးကို အခုလိုဆုံးဆုံးညီညီကြွားရောက်လာပြီးတော့ဒီပူပေါင်းဆောင်ရွက်ကြဖို့ဆိုရလဲဖိတ်ခေါ်တဲ့တိုက်တွန်းပါတယ်ဒီတန်ဃာတော်ရှင်မြတ်တည်းရဲ့အကျိုးနောက် သာသနာနောက်ဆက်မှာဖြစ်ပေါ်လာကြမဲ့တပည့်ဆက်ဆက်တို့ရဲ့အကျိုးကိုမျောကိုးပြီးတော့စိတ်ကူးရှိတာတခုပြောပြမယ်အဲ့ဒီစိတ်ကူးအကောင့်ထဲပေါ်တဲ့အခါမှာမိမိတို့တတ်နိုင်သမျှပါဝင်ဆောင်ရွက်နိုင်ကြဖို့သာသနာတော်မှာပညာ အခြေခံရဖို့ပိဋကစာပေရဲ့အခြေခံရဖို့ဆိုလို့ရှိရင်တရားနဲ့တင်းညို့ဟာအရေးကြီးဆုံးဆိုတာအာလုံးတတိပြုမိပါလိမ့်မယ်တရားတင်းညို့အထီးကထားပြီးတော့စာတင်ကြရတာဖြစ်တော့ကြောင်းမိမိတို့ရဲ့တပြိပြိတစင်ဆက်တကယ်ပညာတတ်ပုဂ္ဂိုလ်လေးတွေပေါ်ထွက်ဖို့ဆိုလို့ရှိရင်တရားတင်းညို့ကိုနိုင်နိုင်နင်းနင်း ချပုတ်ထားသည့်အားလျော်စွာလူငယ်လူရွယ်များကိုချစ်မြောက်တဲ့အနေနဲ့တရရှိဆောင်တင်းညူကိုပိုင်အဖွင့်ကျန်းနေတကွာခက်ရခက်စစ်မကြံရအောင်တမန်အခြေပြုမူလဓာတ်များပြီးတဲ့အခါမှာဝိသေသမူလဓာတ်အထူးပြုမူလဓာတ်ဆိုရတဲ့သူဘောရကတရာနဲ့တင်းညူ ီကျမ်းတစ်ကျမ်းကိုဥစားပေးပြီးပြတန်းထားပြီးထူးခြားတဲ့ဘွဲတစ်ခုစီမံဆောင်ရွက်ပြီးတဲ့အခါမှာတရားနဲ့တင်းကျူအထူးပြုမူလအထူးပြုတန်းအောင်မြင်မယ်ဆိုလို့ရှိရင်ထူးခြားတဲ့ဘွဲလေးတစ်ခုအနှင်းပြီးတော့နောင်ဖြစ်ပေါ်လာမဲ့တပည့်တွေရဲ့ပညာအကြီးချင်းအခြေအမှန် အခြေခံခိုင်မာဖို့အတွက်ဒါလေးဟာဒီဆောင်ဝဲလေးတစ်ခုအလုံးတိုင်ပင်ပြီးတော့ဆောင်ရွက်စေခြင်း ਨੇ ဒါဆောင်ရွက်လို့အလုံးကြံတဲ့ကိစ္စတွေကဘုန်းကြီးရပဲတာဝန်ယူမှာပါအဲ့ဒါလို့သရသေးညိုနှစ်ကြမ်းနဲ့ပဲအခြေခံကောင်းကောင်းရသွားပြီဆိုလို့ရှိရင်ဘယ်ဆောင်ဝဲပဲဖြည်းဖြည်း အခြေခံကောင်းကောင်းရသွားတဲ့ပုဂ္ဂိုလ်ဟာအလွယ်တကူနဲ့ပဲပိဋကစာပေပေါက်ရောက်သွားမှာဖြစ်တယ်။ဒါကြောင့်မို့ဒီအခြေခံတန်းထူခြားတဲ့မူလတန်လေးတစ်ခုကိုတော့ဒီမဟာသုဘောရယံကြောင်းတိုက်များအလုံးပေါင်းဆက်ပြီးတော့စကိုင်းမဟာသုဘောရယံကြောင်းတိုက်ကိုဗဟုထားပြီးဒီဆောင်ဝဲလေးဖြစ်မြောက်အောင်ကြိုးစားစေခြင်း ဒီတဲ့ဆင်းမြင်လာတဲ့အခါကျတော့အထကရာလေးကိုပေါ့ပေါ့ရော့ရော့ရှိပြီးတိုင်အောင်ဓမ္မစရိယအောင်ပြီးသွားတဲ့ပုဂ္ဂိုလ်တွေပြိတကအရေးချင်းကိုမြင့်တင်တဲ့အနေနဲ့အထကရာတီကဆောင်းမူဝဲကိုလည်းရှေ့ဆက်ပြီးတော့လှုပ်ဖို့ဒါကလည်းပဲတိုက်တွန်းလိုပါပဲအဲ့ဒါလို့ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် မူလအခြေခံတန်းအနေကလည်းအခြေတောင့်တင်းလာတယ်။တကြတိယတမ္မဏိတံတကြတိယယဟန္တံအစိုးရပထဝီရံဓမ္မစရိယဆိုတဲ့အတန်းလေးကိုလေအလွယ်တကူအောင်မြင်ပြီးတဲ့နောက်မှာပိရိကစာပေနဲ့ပတ်သက်ပြီးတော့အထူးပေါက်ရောက်သွားတဲ့တကယ်သာသနာမှာပိရိကစာပေမှာထူးခြားတဲ့ သာသနာခေါင်းဆောင်အရေးချင်းမျိုးရသည်ထိစုပေါင်းပြီးတော့ကိုစမ်းရှိသည်ညံစွမ်းရှိသည်ဒီအောက်လုံနိုင်ကိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေစီမံဆောင်ရွက်ပြီးတော့အဲ့ဒီစမိုးဝဲနှစ်ခုကိုမာသူဝရံအကြောင်းလိုက်တွေပေါင်းစုပြီးတော့လုပ်စေခြင်းအဲ့ဒီနှစ်ခုဖြစ်လာပြီဆိုလို့ရှိရင် အခုသာမဏေတန်းနေဟာရှေးရခင်တုန်းကစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်လွန်လဲတယ်အခုကျတော့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေများလာတယ်ဘာကြောင့်များလာသလဲလို့ဆိုရင်သာမဏေကျော်ပွဲရသွားတဲ့ပုဂ္ဂိုလ်ရဲ့အယီချင်းကိုသိရှိလာတဲ့အခါမှာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေများပြားလာခြင်းပဲဖြစ်တယ်အဲဒီလိုအယီချင်းကောင်းတွေကိုရရှိဖို့သံဝေဆိုတာလိုအပ်တယ်ပေါ့အဲဒီသံဝေနှစ်ရက် ကျင်းပလိုက်မယ်ဆိုရင် ပြည့်ပြည့်စုံလုံလောက်တဲ့သာသနာအရေးချင်းတွေကိုရှားရှိလာမယ်လို့ယုံကြည်ပါတယ်အဲဒါကြောင့်မို့ဒီကနေ့မှာအထူးတိုက်တွန်းညင်တာကအဲဒီဆောင်ဝဲနှစ်ခုဝိသေသမူလရန်နဲ့အထူးပြုခိတကအထက်တန်းအထက်ကရာတိကဆောင်ဝဲနာမည်ကိုတော့သီးသန့်တိုင်ပင်ဆွေးနွေးပြီးရွေးချယ်ပြီး ဒီစာမိုးပွဲနှစ်ရက်ဖြစ်ပေါ်လာအောင်ကြိုးစားအထောက်ကြပါလို့တိုက်တွန်းရင်ဘုန်းကြီးရဲ့ဩဝါဒကိုဒီကုန်းချုပ်ပါ